အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာပေါ့နော် Redmi 5 Plus လုံးလေးကိုကျွန်တော်တို့မှန်လဲကြည့်မယ် battery အောက်ခြံ socket စားရတဲ့အကုန်လုံးလှုပ်လို့ရတာပေါ့ဟုတ်ပြီ cover ဘက်ကိုအားပြုတ်ပြီးတော့ကျွန်တော်တို့ဆွဲခွာမယ်ဆွဲခွာပြီး battery battery socket ကိုအရင်ဆုံးဖြုတ်ပြီးပေါ့ battery socket ပြီးရင်တခြားကြက်ရအကုန်လုံးလိုက်ဖြုတ်လို့ရပြီပေါ့ဟုတ်ပြီဒီမှာမှန် socket ကြိုးလေးလဲမှာရှိတယ်မှန် socket ကြိုးဖြုတ်တခြားစိတ်ပိုင်းတွေတော့ကျွန်တော်တို့ထပ်ပြီးတော့ဖြုတ်စရာမလို့ circuit လဲမယ်ဆိုရင်ကျွန်တော်ဒီကျွန်တော်ရဲ့ဒီ channel ထဲမှာဒီ circuit လဲတာတွေဒီအောက်ခြံတွေပေါ်ပိုင်းဖြုတ်ထားတွေအကုန်လုံးကျွန်တော် share တွေလုပ်ထားပေးတယ်မိတ်ဆွေတို့ကစိတ်ဝင်စားတယ်ဝါသနာပါတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဟုတ်ပြီကျွန်တော်ကတော့အခုလောလောဆယ် organ လေးနဲ့ဒီမှန်ကိုအကောင်းတိုင်းခွာမှာပေါ့ဟုတ်ပြီအကောင်းတိုင်းခွာဖို့အတွက်ကျွန်တော် organ လေးနဲ့ဘေးပတ်ပတ်လေးကိုမိ ူလေးနည်းနည်းပေးလိုက်မှာပေါ့တအားကြီးဒီ NCD ကွက်အောင်လဲမဟုတ်ဘူးဘေးပေါင်လေးကိုကော်ရှိတဲ့နေရာတွေကိုမှန်းပြီးတော့တိချငငိမ့်လေးပေါ့နော်အဲအဲ့လိုမျိုးနည်းနည်းလေးလှုပ်ပြီးတော့လိုက်ထိုးတော့ပေါ့နော်ပူလိုက်ပေးတယ်ဟော်ကန်လေးနဲ့ဟုတ်ပြီအပူပေးလို့လက်လီနဲ့နည်းနည်းတော့ကျွန်တော်ပြန်ဆန်းကြည့်မယ်အပူပေးပြီးပြီဆိုရင်တကယ်လို့ခွာလို့ရအောင်တဲ့အနေထားဆိုရင်ကျွန်တော်ခွာတော့မှာပေါ့ပူလေးနည်းနည်းလေးပူပူလေးဖြစ်နေတယ်နွေးနွေးလေးကော့ပျော်နိုင်တဲ့ ဒီမှန်ကိုကတ်ထားတဲ့ကော်ပြောနိုင်တဲ့အမှုချိန်လောက်ဆိုရင် organ လေးကိုလွှတ်ပြီးတော့ပထွန်ပြားလေးနဲ့ဒီတန်ပြားလေးနဲ့ပေါ့နော်အရင်ဆုံးလှိုက်ကြည့်ကြည့်မယ် okay လက်လေးနဲ့ဆန်းကြည့်တယ် okay အဆင်မပြေသေးရင်နည်းနည်းလေးထပ်ပေးမယ်အဆင်ပြေပြီဆိုရင်လွှတ်လိုက်တော့မှာပေါ့ organ လေးကို okay အဲဆို organ လေးကိုလွှတ်လိုက်မယ် organ လေးကိုလွှတ်ပြီးတော့တန်ပြားလေးပေါ့တန်ပြားလေးမှာတင်နာရီလေးနည်းနည်းလေး ဆွတ်လိုက်မှာပေါ့နည်းနည်းဆွဆွဲလေးပေါ့နော်ဒါယူလည်းမဆွဲဘူးငါ30အရေးကတခြားနေရာတွေကို စိတ်ဝင်တာ ဖြစ်တဲ့အတွက်ကျွန်တော်တင်နာရေးပဲတုံးလိုက်တယ်ငါ30ရဲ့အရေးနဲ့ကတိတ်အဆင်မပြေလို့ပေါ့โอเคဘက်ကပါဒီပါဒီခွာတဲ့ချိန်ကြာလို့ရှင်လဲငါ30အရေးကအဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုတော့ဘက်ကပါခွာတာက NCD လိုမျိုးဝင်စရာကြောင်းမရှိဘူးစိတ်တွေပါလည်းတုံတုံအောင်မကွက်ဘူးဘက်ကပါမှာတင်နာရေးတုံးနိုင်မိတယ်ဆိုရင် ဈေးကွက်တာလေတခြားမလိုလားအတဲ့ပေါင်းပျောက်တာလေဖြစ်တတ်တယ်ဟုတ်ပြီဒီမှာတော့ကျွန်တော်နည်းနည်းလေးပဲသုံးတယ်တံပြားလေးမှာနည်းနည်းလေးသုံးပြီးတော့ဘေးပပတ်လေနည်းနည်းလေးဟအနေနဲ့ပတ်တယ်ကိုနည်းနည်းလေးလိုက်ထိုးတယ်နည်းနည်းလေးဟပြီဆိုရင်ဖလင်ပြားလေးကိုအစားထိုးပြီးတော့လိုက်ထဲမယ်လိုက်ထဲပြီးဆွဲမှာပေါ့ဖလင်ပြားလေးပေါ့โอเคနည်းနည်းလေးဟနေပြီเนาะအေးဟနေတဲ့ NCD အောက်ကို ဒီမှန်ကြားတယ်မဟုတ်နော်မှန်တဲ့ NCD နဲ့ကြားတယ်မဟုတ်နော် NCD အောက်ကိုလိုက်ထိုးပြီးတော့တင်နာရေးလေးနည်းနည်းလေးဆွ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 လေးပေါ့နည်းနည်းလေးအလိုလေးထည့်ပြီးတော့ဘေးပေါံပပတ်လေးကိုလိုက်ဆွဲမယ်ဆောက်ကကြိုးရှိတဲ့နေရာကိုတတိတော့ထားပြီးဆောက်ကကြိုးကိုတိုက်ပြီးပြန်မဆိုးလို့ပေါ့โอเคဖလင်များလေးနဲ့ကြာတော့တော်ရုံတော့တိတ်မထီလို့โอเคအဲ့ဒါဆိုရင် အဆင်ပြေတယ်တော်တော်များများကိုလိုက်ထူလိုက်တယ်ဆော့ကတ်ကျိုးကလည်းအောက်မှာပဲရှိတာဖြစ်တဲ့အတွက်ဆော့ကတ်ကျိုးပြည့်စရာမလိုတော့ဘူးမထီတော့ဘူးပေါ့နော်အဲ့ဒါဆိုကျွန်တော်အကောင်းတိုင်းခွာလို့ရမယ်ဒီအောက်မှာလည်းနည်းနည်းလေးစိတ်ဆစ်ဆီလေးနဲ့ထိမ့်ပြီးတော့တခြားလေးကြည့်ပြီးတော့လိုက်ပြီးတော့နည်းနည်းလေးလက်ဆလေးငငိမ့်လေးနဲ့အလိုနည်းနည်းချင်းတိုက်ကြည့်ကြည့်ပေါ့โอเคအဲ့ဒါဆိုရင်ပြပါပြီအဲ့ဒါဆိုရင်ကျွန်တော်တို့မှန်ကွဲလည်းမကွဲဘူး LCD လည်းမထီဘူး ကျိုးလည်းမထီဘူးโอเคအကောင့်တိုင်းလေးရတာပေါ့โอเคကောင်းမကောင်းဦးတစ်ချက်လောက်ဆက်နှိုးပြီးတော့စမ်းကြည့်ကြည့်လိုက်မယ်ပြန်တက်မယ်โอเคမှန်ပြန်တင်မယ်မှန်ပြန်တင်ပြီးတော့ဗထီလေးတက်ပြီးတော့ဆက်နှိုးကြည့်ကြည့်မယ်ဆက်နှိုးလို့ဒီမှန်အနေထားဘလို့ရှိလဲဆိုတော့တစ်ချက်လောက်ကြည့်ကြည့်မှာပေါ့โอเคမိတ်ဆွေတို့လည်းအခုလိုမျိုးပေါ့မှန်အကောင့်တိုင်းကိုရုတ်တရက်မှန်အကောင့်တိုင်းခွာဖို့ရုတ်တရက်ခွာဖို့ဆိုရင်မဖြစ်နိုင်ဘူး ဖြစ်ဖြစ်ချင်းလက်ဆဒီအဟောင်းလေးတွေခွာတဲ့အချိန်မှာလက်လေးချင်းကြီးကြီးမှန်အကွဲလေးတွေတခြားပိုင်းလေးတွေလာတယ်ဆိုရင်နည်းနည်းထိန်းပြီးတော့လိုက်ခွာချင်းကြီးတဖြည်းဖြည်းနဲ့ဒီအကောင့်တိုင်းခွာလို့ရလာမှာပါโอเคအဲ့ဒါဆိုရင်ကျွန်တော်တို့တတော်လေးအဆင်ပြေတဲ့အနေအထားမှာ တွေ့ရတယ်မှန်လေးဟာစက်ပြန်နိုးကြီးတဲ့အချိန်မှာโอเคโอเคအဲ့ဆိုရင်ပတိပြန်ဖြုတ်မယ်။ကျွန်တော်ဒီမှန်အောင်ကြတော့ကျွန်တော်မတုံးချင်ဘူး။ ယ်ဒီအဆက်လေးလေးနည်းနည်းပါတယ်အဆက်လေးလေးနည်းနည်းပါတယ်ဒီအရင်ထဲဟိုဟာဒီကောင်မှန်လေးနည်းနည်းလေးလေးတယ်နာထားတာပေါ့နော်အရင်ထဲဟိုဟာအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီမှန်ကိုဖြုတ်ပြလိုက်ရခြင်းဖြစ်ပါတယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်အစ်စ်ကိုအစ်စ်ပြန်တက်မယ်အစ်စ်တက်ပြီးတော့ဘောင်းလည်းဖြောက်နေပြီသားဒီချိန်မှာဘောင်းကောက်တာတွေဘောင်းကွေးနေတာလေလက်နဲ့ဖြောက်လို့ရတဲ့အနေထားဆိုရင်เนาะဖြောက်လိုက် โอเคအဲ့ဆိုရင်ဒီမှာမှန်တင်ကြီးကြီးမယ်မှန်တင်ကြီးပြီးတော့ဘက်ထရီဘက်ထရီလေးတက်ပြီးတော့မှန်တက်ကောင်းမကောင်းမှန်လေးမလေးတစ်ချက်လောက်စစ်ကြည့်ကြည့်မယ်မှန်အဲတာကိုစစ်ကြည့်ကြည့်မှာပေါ့တခြားဘာအဲတာလေးပါလဲဆိုတော့ဟုတ်ပြီအဲ့ဆိုရင်မိတ်ဆွေတို့ကလည်းအခုလိုမျိုးကျွန်တော်လိုမျိုးဒီမှန်အကောင့်တိုင်းခွာလို့ရမလို့ကျွန်တော်မျှော်လင့်တယ်မိတ်ဆွေတို့တဖြည်းဖြည်းနဲ့စမ်းကြည့်ကြည့်ပေါ့โอเคမိတ်ဆွေတို့ကတော့အခုလိုမျိုးဖုံးပြူပြင်းနေတယ် ဆော့ဝဲပိုင်းနဲ့ဟတ်ဝဲပိုင်းတွေကိုစိတ်ဝင်စားတဲ့ဝမ်းသာပါတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးနှိပ်ခဲ့ပြီးเนาะပြီးတော့ online သင်တန်းလေးလည်းရှိတယ်ဒီ Terrian group မှာပေါ့เนาะဒီ short wave ပိုင်းနဲ့ hot wave ပိုင်းတွေအဓိကက Oppo Vivo Samsung เนาะ user log ဖြုတ်နေ user log ဖြုတ်နေတခြား hot wave ပိုင်းမှာဆိုလည်းတော်တော်စုံလင်းရှိပါတယ်မိတ်ဆွေတို့ကသင်တန်းအကြောင်းကိုစိတ်ဝင်စားလို့မေးမြန်းခြင်းတယ်ဆိုရင် ီဗီယိုမှာကျွန်တော်ဖုန်းနံပါတ်လေးပေးထားတယ်ဖုန်းနံပါတ်မှာ Telegram ပဲဖြစ်ဖြစ် Viber ပဲဖြစ်ဖြစ်အသေးစိတ်လက်မေးလို့ရတယ်ဒီဘက်ကဒီဘာသင်ခန်းစာတွေပါလဲဆိုတာကိုအသေးစိတ်ပြန်ပြောပြသွားပြမယ်ပေါ့နော်ဘာမေးမေးဆိုတော့ဘာလိုအပ်လဲလိုအပ်တဲ့သင်ခန်းစာပါလားဆိုတာကိုအသေးစိတ်ဆွေးနွေးနိုင်ပါတယ်ဒီဖုန်းနံပါတ်လေးထဲမှာပေါ့နော် Okay ပေါင်းမှာပေါင်းပေါ်မှာရှိတဲ့ကော်အဟောင်းတွေကိုတေချာဆင်းထုတ်လိုက်ပြီဆင်းထုတ်လိုက်တဲ့အနေထားမှာကော် အကြည့်အောင်ပေါ့ဖြူပေါ့နော်ကိုအကြည့်အောင်တင်လိုက်တယ်တင်ပြီးတော့ဘေးပပလဲပေါ့မှန်အဖြူဖြစ်တဲ့အတွက်အဖြူသုံးလိုက်တာတကယ်လို့မိတ်ဆွေတို့ကမှန်အမဲဆိုရင်ကိုအမဲကိုသုံးပြီးလားပို့ပြီးတော့ကောင်းတယ်တကယ်ကိုရှင်းတဲ့အချိန်မှာမှန်ဖြူမှာကိုအမဲသုံးတယ်ဆိုရင်ကျွန်တော်တို့ကြည့်လို့မလှဘူးနော်အဲဒါကြောင့်မလို့ကျွန်တော်မှန်ဖြူမှာကိုအဖြူကိုအကြည့်ပေါ့နော်သုံးလိုက်ပါတယ်သုံးပြီးတော့တသက်ရက်လေးမှန်ပြန်တင်မယ် ပြီးလို့ရှင်โอเคအောက်မှာဒီကော်လက်ဂျန်လေးတွေတဲသေးလေးတွေလုံးနေတာလေးရှိတယ်ရှိနေလို့ခုဝါခဲတယ်ဆိုရင်မှန်အကောင်းတင်လို့ခုဝါခဲတယ်ဆိုရင်အလင်းပေါက်တာတယ်ဖြစ်တတ်ပါတယ်အဲဒါကြောင့်မလို့အထာလေးကိုလည်းတတိထားပေးပါပေါင်းကော်တုတ်တာလည်းပေါင်းအပေါ်ပဲဖြစ်ပါသေးပေါင်းအောက်တော့မပေးချနိုင်ပေါ့ပေါင်းအောက်ကိုချလို့ရှိရင်ကျွန်တော်မလိုလားအပ်တဲ့ NCD ပေါက်တာတယ်နော်ဒီအလင်း ဒီရှိတ်အရိုက်လေးတွေပေါ်လာတာလေးဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်မလို့ပါโอเคမှန်မှာပါတဲ့ sticker လေးတွေကိုခွာပေးရမှာပေါ့နော်မှန်မှာပါတဲ့ sticker လေးတွေကိုခွာပေးတယ်တကယ်လို့ဆိုင်ရဲ့စီးတစိတ်လေးတွေပါတယ်ဆိုရင်စီးတစိတ်လေးတွေခွာမှာပေါ့နော်ဒါကတော့ကျွန်တော်တို့လုံးဝအကောင်းအဲ့ဒါစစ်ပြီးတော့ကတ်တာဖြစ်တဲ့အတွက်အကုန်လုံးခွာလိုက်မှာပေါ့တကယ်လို့အဲ့ဒါတစ်ခုခုတွေ့လဲဆိုရင် အဲ့ဒါတခုခုတွေ့တယ်ဆိုရင် စီးမခွာသေးခင်ကျွန်တော်ပြန်လဲတာလို့လုပ်လို့ရပါတယ်။ Okay အဲ့ဒါဆိုရင်ပရိတမှန်တက်အဖုံးလေးဖုံးပြီးတော့သေပင်စီးပေးရမှာပေါ့နော်။ဒါမှမဟုတ်လည်းကလစ်လေးညှက်ပေးရမှာ။ပရိတက်လိုက်မယ်။ပရိတက်မယ်။ပရိတက်ပြီပြီဆိုရင်ကပါအဖုံးလေးဖုံးပေးလိုက်မယ်။ okay ကပါမယ်ကပါအဖုံးလေးဖုံးပြီးတော့ ကောင်းတိုင်းကျွန်တော်တို့မှန်လေးမှန်ကွဲနေတယ်ဆိုရင်လည်းကောင်းတိုင်းလေးကျွန်တော်ပြန်သုံးလဲပြန်သုံးလို့ရပါပြီဒီဗီဒီယိုမှာအသေးစိတ်ကျွန်တော်ပြောပြသွားချင်တာကတော့ဒီမှန်အကောင်းတိုင်းခွာလို့ရတယ်ဆိုတဲ့အကြောင်းเนาะအဲ့ဒါလေးကိုကျွန်တော် sharing လုပ်ထားပေးပါတယ်တကယ်လို့မိတ်ဆွေတို့ကအပေါ်မှန်ကွဲသွားတယ်အန်စီရီကကောင်းနေတယ်ဆိုရင်အကောင်းတိုင်း ကျွန်တော်တို့ဒီအပေါ်မှန်တည်တဲ့သက်သက်လဲလို့ရပါတယ်မိတ်ဆွေတို့ကအခုလိုမျိုးဖုန်းပြုပြင်နေတဲ့ software ပိုင်းနဲ့ hardware ပိုင်းတွေကိုအသေးစိတ်သိရှိနားလည်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီဖုန်းနံပါတ်လေးပေးထားတယ်ဒီ video မှာဖုန်းနံပါတ်လေးမှာမိတ်ဆွေတို့ဘာသင်ခန်းစာတွေပါမလဲဆိုတာကိုဒီ online သင်တန်း Telegram group ပေါ့နော် online သင်တန်းတက်လို့ရပါတယ်ဟုတ်ပြီဒါဆိုဒီဖုန်းလေးကို account တိုင်းကျွန်တော်တို့ပြန်သုံးလို့ရပါပြီအဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်